်မင်္ဂလာပါအဲကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ကျွန်တော်တို့ရေကောက်သင်ခန်းစာမှာ CS3 file ကိုကျွန်တော်တို့ write လုပ်တယ်ပြီးကျွန်တော်တို့ reload တယ်ဒီသင်ခန်းစာ Okay ဒီကြောင့်ကျွန်တော် update သင်ခန်းစာကိုသွားမယ် update သင်ခန်းစာဆိုတော့ find thing တခုနဲ့သွားလိုက်မယ်ဒါရင်သင်ခန်းစာလေးကျွန်တော်မှတ်မိအောင်လို့ပြောတယ်ဒီမှာကြည့်ပထမဆုံးကျွန်တော်တို့ save data နဲ့ပါလို့တော့နှမ်း write လိုက်တယ်ဒါရိုးရိုးလမ်းပြီးတော့ထုတ်ကြည့်တယ်ပြီးကျွန်တော်တို့ write ထားတဲ့ file ကို read data နဲ့ပြန်ဖတ်ပြီးတော့ new data ပြန်ယူလိုက်တယ် Okay ကျွန်တော်ဒီ code တွေကိုကျွန်တော် ပြန်ယူမယ်ဒီ code တွေပဲဒါ read data ပထမဆုံး အဲ့ file update တခု update လုပ်ငန်းစီကိုကျွန်တော်စဉ်းစားကြည့်ပြဒါ program programming ကျင့်ကြစဉ်းစားမှာနော် save data မလုပ်သေးဘူးနော် file လေးတခု tester test လုပ်တယ်ရတာ new file နဲ့ကျွန်တော် control s update update cf ဆိုလိုပဲပြလိုက်မယ်နော် file io exercise ထဲမှာ updat update csv ဟုတ်လား csv လို့ပြလဲ save မယ် csv file ကို save ဖို့အတွက် update လုပ်တယ်လို့ဆိုတယ်โอเคဒီ file နဲ့ပဲလှမ်းလုပ်လိုက်ရပါတော့ဒီ refine ကျွန်တော်ပြလိုက်တော့ ဒီမန်တက်တွေထူးခြားခြားမရတော့ဘလို့လုံးမှာလဲဆိုကျွန်တော်ပြောပြကြည့်မယ် file တကူကို update လုပ်တာကိုအပြင်မှာစဉ်းစားကြည့်မယ် excel file or microsoft file base maker file ပထမဆုံးအနေနဲ့အဲ့ကောင်မှာလောက်ရတော့နှစ်ချက်တော့ဖွင့်ရလေနှစ်ချက်တော့ဖွင့်နေဆိုတဲ့သဘောတရားလိုရင်းရကျွန်တော် memory ကိုဆွဲတင်လိုက်နောက်ထပ်တကူနားလည်ရပါစေ file ကိုအရင်ဆုံး read လိုက်ဖတ်ပြီးမှကျွန်တော်တို့ပြင်လို့ရမှာလေအားကြောင့်မျိုးလို့ကျွန်တော်တို့ read လောက်ဆောင်ချက်ကတော့လိုကိုလိုတယ်အားကြောင့်လို့ဒီကောင်ကိုကျွန်တော်တို့အရင်ဆုံး read လိုက်မယ် copy ယူလိုက်မယ်ကိုတို့ဖွင့် ော်ညကောင်ပေးလိုက်တော့မယ်ပေးလိုက်တော့မယ် test file ပေးလိုက်တော့မယ် yes says ထားလိုက်ဟုတ်လား test file ပေးလိုက်တော့မယ်ဒီ method တွေတော့ခဏလာဒီ object ကိုခဏလာလာနော်ဒီ object ကဒီ method နှစ်ခုကိုကျွန်တော်နမူနာပေးခြင်းဟုတ်ဗျာကဲတော့ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော် file ကိုပါလိုက်လိုက် read လိုက်ပြီးတော့ run run ရှိနေတဲ့ file ကို read ပြီးတော့တော့ print ထုတ်ကြည့်တယ်ဒါလေးထွက်တယ် data redub ဆိုပြီးတော့ဒီကနေလာ ready file okay read ပြီးရင်တော့ update ဆိုတဲ့လုပ်ငန်းတွေမှာကြည့်လိုက်ဒါရှိပြီးသား data ကိုကျွန်တော်ဘာလို့လုပ်လို့ရလဲဘာလို့ပါလဲ ချမ်း၃ယောက်ရှိတယ်ချမ်းတတိသူလူချမ်းမောင်အောင်၃ယောက်ရှိတယ်၃ယောက်ရှိတယ်ဒီမှာကျွန်တော်အဲပရောဆုံး update လုပ်တဲ့လုပ်ငန်းစဉ်တွေကျွန်တော် app တည်းဒီတော့ထဲနောက်နောက်တရားတို့ဒါလည်း update လုပ်လိုက်တာပဲလေဒီဇေယျကိုကျွန်တော်တရားတို့လိုက်တာ update လုပ်တာနောက်တစ်ခုဒီထက်ကနေတရားဖြတ်တယ်ဟောဖြတ်လိုက်တာလည်းဘာလို့ဒါပဲတော့ update လုပ်လိုက်တာပဲလေနောက်တစ်ခုဒီဇေယျလေးကနေကျွန်တော်တို့နာမည်ပြင်တယ်ဥပမာဒီကောင်ကအရောင်ဒီကောင်20နာရီမဟုတ်ဘူးက20 30ဟာပဲဒီကောင်က30ပြင်အဲ့လိုပြင်တာတွေဒီဘာလုပ်ငန်းစဉ်လဲဆိုတော့ update ရဲ့လုပ်ငန်း ကပြမာဆုံးလုပ်ငန်းတွေအလွယ်ဆုံးလုပ်ငန်းတွေကြီးကြီးအောင်အဲ့ဘာလဲဆိုတော့အဲ့ဒီလွယ်လွယ်လေးပဲဒီမှာကြည့်ဒီ data list ဒီ new data တွေ rename ဖန်လိုက်တာ ਨੇ ဘာကို return ပြန်နေလဲဆိုတော့ list ကို return ပြန်နေတွေ့လား return ဘာမျိုးစားကိုပြန်နော် list မျိုးစားကို return ပြန်နေအဲ့လိုလေးတွေကျွန်တော်တို့မြင်နေရမှာနော်ဟုတ်ပြီနော်ကျွန်တော်တို့အရင်ဆုံး add ကြည့်မယ်ကဲ add ကြည့်မှာတော့ list ဖိုင်ဖြစ်တဲ့အတွက်ကြည့်လိုက်တစ်ချက်ရိုးရိုးလေးရိုးရိုးလေးအဲ့ကျွန်တော် add ပြရန်ဒီကွဲကောင်းလို့ print လေးနဲ့ထုတ်ပြန်တယ်နော် print ဘာကိုရေးထားမလဲဆိုရင်ကျွန်တော် add ပေါ့နော် add ing add add ing add adding data adding csv fine for var banner နီလာလို့ပဲပြလဲမလား and i alias နီလာ okay ဟုတ်ဒီမှာကျွန်တော် var bus left and တကြောင်းတော့ဆင်းလိုက်ပါ bus left and မတိုင်းခင်ဆင်းလိုက်ပါနော်ရှေ့ရှေ့ရနေလည်း꿰သွား okay ဒါ print ရတက်တက်ဟောပြအောင်တော့နောက်တစ်ခုကျွန်တော် new record ပါနော် new new i R E C O R D record new record ဆိုပြီးတော့ကျွန်တော်ဘာလို့ထည့်မလဲဆိုရင် data ထည့်ပုံထည့်နေကြည့်မယ်ဟုတ်ပြီနော် data ထည့်ပုံထည့်နေကြည့်မယ်ကျွန်တော်တို့ data ဒီဒီလိုလေးလာလေတွေ့လားဒီလိုလေးလာဆိုဒီတိုင်းလေးပဲပြန်တယ်ကိုရေးထားတဲ့ format တိုင်းကျွန်တော်တို့ဒီ CSV comma separated value file ကို handle လုပ်နေရအဲ့ဒီအကြောင်းသင်နေပြရတယ်ကျွန်တော်တို့ comma လေးနဲ့ခံထည့်ရမယ်ကဲဆိုတော့ဒီထဲမှာ ni alias nila comma ဘာလို့ဘာထည့်မလဲ nila ကိုအသက်ဘယ်လောက်ပေးလိုက်မလဲ 20s ပေးလိုက်ဗျာ နံစက်တစ်ပေးလိုက်ပြီးတော့တို့ false truth ပေးလိုက် d r u e truth okay control s ကိုနေလိုက်ဒါ data တကူရတာဒါ data ဟိုခဏ store လုပ်လိုက်တာဟိုလမ်းကြောင်းရှင်းဟို procedure နည်းနည်းရှင်းသွားတာအဲ့ဒါကိုပဲကျွန်တော်တို့ဘယ်ထည့်သွားထိုင်မလဲဒီ new data တွေကိုလမ်းပြီးတော့ add လုပ် okay မလား any w new data data new data dot a p p e n d append အဲ list ကိုကျွန်တော်တို့ append method နဲ့ဘာမှမတွေ့တာ object ကိုတော့ object မျိုးကျွန်တော်တို့ဒီ comma separator ဆို comma separator ပုံနေတော့ append ဘာတွေတောက်ထည့်မယ်လဲ new record ကိုထည့်လိုက် okay ဒီ record ဒီ record လောက်ပြင်တော့ဒီကောင် data တွေ change လားမ change လားသိချင်ဒီကောင်နဲ့ပြန်ထုတ်ကြည့်ဟုတ်နော်ဒီကောင်နဲ့ပြန်ထုတ်ကြည့် copy ဘက်ကိုလာရေး control v ဒီ new data တွေကိုပြန်ထုတ်ကြည့် okay ပြန် run ကြည့်မယ်ဒါဒါနီလာဆိုပြီးထည့်လိုက်တယ်ထွက်ထွက်လာကြည့်ကြည့်မယ်နော်ကြည့်ကြည့်မယ်နော် run module ဟာထွက်တယ် Adrian CSV by Nila 21 True တွေ့လားဒါဒီကျွန်တော်တို့က update လုပ်ငန်းစဉ် update လုပ်ငန်းစဉ်လုပ်လိုက်တာဖိုင်ကိုတော့ဖိုင်နဲ့ကိုတော့ရောက်ပြီလားမြောက်သိလို့ကျွန်တော်တို့ save data နဲ့ save လိုက်မှာဖိုင်နဲ့ကို land right line မှာရောက်မှာအခု right သေးလား no right သေး okay ဟုတ်ပြီကျွန်တော်တို့ဒါဒီပထမဆုံးလုပ်ငန်းနေဖြစ်တယ်ပါ adding လုပ်ငန်းစဉ်လုပ်ဆောင်တယ် okay နောက်တစ်ခါတော့ကိုယ်လေးကမခဲဘူးနော်ကိုယ်လေးကမခဲဘူးဒါလေးပဲဒါလေးပဲတွေ့လား new record လုပ်တယ် app ban မသက်လို့အဓိကတော့နေတယ်ဒါတန်းပြီးတော့ update ပြီးမှ save တဲ့သင်ခန်းမှာပါမယ်ဒါဒီကျွန်တော်တို့ပထမဆုံး FD တင်ခဲ့တာဟုတ်ပြီနောက်တစ်ခေါက်တင်ခဲ့တာကကျွန်တော်မပါလုံးလဲဆိုရင် remove ဒီထက်တချောင်းကျွန်တော်ဖြုတ်ကြည့်မယ်ပြုတ်လားမပြုတ်လား okay မလား okay thank you